1948ခုနှစ်ဇန်နဝါရီလ4ရက်နေ့မှာမြန်မာနိုင်ငံဟာဗြိတိရှ်အုပ်ချုပ်မှုမှာလွတ်မြောက်လာကလုံးဝလွတ်လပ်သောအချုပ်အခြာအာဏာပိုင်နိုင်ငံအဖြစ်ရောက်ရှိခဲ့ပါတယ်။သို့တော့လွတ်လပ်ရေးရပြီးသားသမှအထင်မှတ်သောထူးခြားတဲ့အဖြစ်အပျက်တွေဟာပေါ်ပေါက်လာခဲ့ပါတယ်။လွတ်လပ်ရေးရရှိပြီးချိန်မှာလွတ်နက်ကင်ဒေါ်လာရေးဖွဲ့သည်များအားလည်းဘိုးဆိုးရည်တက်မတော့တပိုင်းနက်တဲ့စိန်ခေါ်တိုက်ခိုက်ရန်ပြင်ဆင်လာကြပါတယ်။တိုင်းရင်းသားလက်နက်ကင်အဖွဲ့များရဲ့လှုပ်ရှားမှုတွေဖြင့် ကွန်မြူနတီပါတီရဲ့လက်နက်ကင်ဒေါ်လာမှုများကြောင့်အတိုင်းပြည်လည်းမတည်ငြိမ်တဲ့အခြေအနေကိုရောက်ရှိခဲ့ပါတယ်။ပြည်တွင်းစစ်မင်းများတောင်းလွန်လာသောကြောင့်အသည့်ပေါ်ထွန်းလာသောမြန်မာတပ်မတော်သည်လုံခြုံရေးကိုအပြည့်အဝမထိန်းသိမ်းနိုင်တော့ပါဘူး။ဒါကြောင့်အစိုးရကလွတ်လပ်ရေးမရမီတောင်းဝန်ထမ်းဆောင်ခဲ့တဲ့ပြည်ထောင်စုစစ်တပ်အချို့ကိုမြန်မာနိုင်ငံမှာဆက်လက်နေထိုင်ပြီးအကူအညီပေးရန်မေတ္တာရပ်ခံခဲ့ရပါတယ်။လွတ်လပ်ရေးနဲ့အတူအသုံးပြုခဲ့သောမျိုးသားလန့်တဲ့ပတ်သက်ရတဲ့လူများပြားမကျေနပ်မှုတွေရှိခဲ့ကြပါတယ်။ ချိုးကဒီဇိုင်းကိုဝေဖန်ကြပြီးချိုးကသမိုင်းဆိုင်အတိတ်ပဲပြေဝမှုရှိဘူးလို့ထင်မှတ်ခဲ့ကြပါတယ်။မြန်မာနိုင်ငံရဲ့ဘေးစနစ်ဟာဖျက်သိမ်းပြီးဖြစ်တော်လဲရှေးဘေးရင်မင်းဆက်မှာအစင်းတက်လာသူများနဲ့တော်ဝင်မျိုးနွယ်တွေက၎င်းတို့၏အာဏာကိုတနည်းတစ်ပုံဖြင့်ပြန်လည်ရရှိရန်မျှော်လင့်နေကြပါတယ်။ တို့တော့ဒီမိုကရေစီစနစ်ကိုကျင်းသုံးကြတော့ကြအောင်၎င်းတို့ညှော်လင့်ချက်လည်းမဖြစ်နိုင်တော့တဲ့အဖြစ်ပြက်တစ်ခုဖြစ်ကြံရှိခဲ့ပါတော့ဒီမနိုင်ငံဟာလွတ်လပ်ရေးရရှိပြီးပထမတစ်နေ့အတွင်းမှာပဲ event တော်လံမှုများနိုင်ငံရေးမတည်ငြိမ်မှုများနဲ့အမျှော်လင့်သောအဖြစ်ပြက်များသာစတိုက်ဖြစ်ပွားခဲ့ပါတယ်မြန်မာတို့ရဲ့လွတ်လပ်ရေးဟာလည်းညှော်လင့်ထားတဲ့ကဲ့သို့ငြိမ်းချမ်းရေးတည်ငြိမ်သောအခြေအနေသို့ချက်ချင်းမျှောက်ရှိခဲ့တော့ပါဒီဗီဒီယိုကြည့်နေတဲ့ဆိုရင် like လုပ်ပြီးသွားပါအောင်နော်နောက်ထပ်မြန်မာရေးရှင်နဲ့လူပညာရှင်